ရှင်ဥသောဘုရားသခင်ကျေးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့မိခင်များနေ့ကိုကွန်ပျူတာအနေနဲ့မိခင်မေတ္တာဆိုရက်ကောင်းစလေးနဲ့ခွားပေးတော့မှာဖြစ်ပါရယ်။အခြေပြုကျမ်းလေးကတော့ရှင်ရံခရုဉ္စံအခန်း၁၆စာပိုက်27နဲ့22ဖြစ်ပါတယ်ပေါ့မိမသည်တားကိုဖွာစဉ်အခါဖွာရသောအချိန်စသောကြောင့်ဝန်းနေခြင်းရှိ ွားမြင်ပြီးမှဤလောက၌လူတယောက်ကိုဖွားမြင်သောကြောင့်ဝမ်းမြောက်ခြင်းရှိ၏အထက်ခံရသောဝေဒနာကိုမိလျော့တည်းထိုနည်းတူယခုတွင်သင်တို့သည်ဝမ်းနည်းခြင်းရှိကြတော်လဲနောက်တဖန်သင်တို့ကိုငါတွေ့မြင်သဖြင့်သင်တို့သည်စိတ်လုံးဝမ်းမြောက်ခြင်းရှိကြလိမ့်မည်ထိုဝမ်းမြောက်ခြင်းကိုအဘယ်သူမြလူယူဖြစ်စေခြင်းကမတတ်နိုင်ဒါယေရှုကိုယ်တိုင်ကမိခင်မြတ်တာကို ဖော်ကျူးတဲ့နှုတ်ကပတော်ဖြစ်ပါတယ်။ဘာလဲဥမာပြည့်တဲ့ယေရှုကဘာနဲ့ဥမာပြည့်လဲဆိုတော့ तू အပြစ်ရှိသော လူသားများအတွက်လဝကတိုင်မှာအသေးခံခြင်းဟာတဲ့မိခင်တယောက်ကသူ့ဘိုက်ထဲမှာလွေထားတဲ့သားတယောက်ကိုမွေးဖို့အတွက်ဆုံးဖြတ်ချက်ချတဲ့အဲဆုံးဖြတ်ချက်ချခြင်းကြောင့်ခံစားရတဲ့ဝေဒနာနဲ့ဥမာပေးတယ်ဆိုတာတွေ့ရတယ်စမ်းသပ်ကြည့်ဘလောက်မြတ်တယ်လဲ မိခင်ကတားတျောက်တမိတားသမီးကိုမွေးဖို့အတွက်ဆုံးဖြတ်ချက်ချရတာဟာအစိုးရကလည်းကတော့ဒီကိုဝင်ကိုယူမလားမယူဘူးလားဆိုတော့ဆုံးဖြတ်ချက်ကလည်းအလွန်အရေးကြီးတယ်ဒါပေမဲ့ထုံမြမကပို့ပြီးတော့မှမြင့်တာထင်ရှားစေတာကတော့နော်ဒီကလေးကိုငါမွေးမယ်ဆိုတော့ဆုံးဖြတ်ချက်ချခြင်းဟာမိခင်ရဲ့မြင့်တာကိုအလွန်ထင်ရှားစေတဲ့အရာဖြစ်တယ်ဒီမှာတွေ့ရမှာဖြစ်တယ် ဘလောက်ထိအဲ့မြစ်တာကြီးမားလဲလောကီတာအလုံးတွက်လဝကတိုင်မှာနှင်းမနှိမ့်ဆက်ခြင်းခံပြီးအသေးခံရမယ်ယေရှုခံရတဲ့ဝိရဏကဲ့သို့နော်တူပါတယ်အလောက်ထိနော်ဖခင်ကလူကိုချစ်တဲ့ကဲ့သို့မိခင်ကတားသမီးကိုချစ်တယ်လို့ပြောချင်တာဖြစ်တယ်နော်အဲ့တော့ပြင်းတဲ့ 格来第二个梅来人嘞，俺没看文庙亲个，啊，把那都来说了，也少，但周围当然没有到内嘛，啊，得变新的看嘛，啊，得变新的看嘛，啊，都在外头个，也少文庙亲嘛，啊，论文庙家嘞，俺这文庙亲个，别阿些干嘛，路有撇西路没阿些，没阿些人嘞，文庙亲嘞。 အဲ့ဒါကဘာနဲ့တူလဲဆိုတော့မိခင်တယောက်ကသားသမီးကိုကလေးလေးကိုမွေးလိုက်တဲ့အချိန်မှာမွေးပြီးတဲ့အချိန်မှာခံစားရတဲ့နော်ဝမ်းနောက်ခြင်းနဲ့တထက်တယ်လို့ဒီလိုမျိုးဥမာပေးတာတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တယ်မိခင်တရားတာဝန်ကြီးသည်ဖြစ်စီမကြီးသည်ဖြစ်စီတဲ့ကိုမွေးပြီးဆိုကြဲကနော်ကိုယ်ဝင်ယူဖို့အတွက်သူဆုံးဖြတ်တာရဲ့ ်မွေးဖို့အတွက်သူဆုံးဖြတ်ပြီးမွေးဖွားပေးတာရဲ့ဟာဘာနဲ့မှနော်နှိုင်းလို့မရအောင်ဘယ်ဒီလောကမှာရှိတဲ့ဘယ်မြင့်တာနဲ့မှနှိုင်းလို့မရပါဘူးယေရှုလောကထဲမှာတည်ခံပြတဲ့မြင့်တာနဲ့ပဲနှိုင်းဖို့ထိုက်တန်တယ်ဒါကြောင့်ကျွန်တော်သားသမီးများအနေနဲ့တာဝန်ကြီးသည်ဖြစ်စီမကြီးသည်ဖြစ်စီကိုယ့်ရဲ့မိခင်ကိုနော်မိခင်ကိုမိခင်မြင့်တာကိုနော်တံပိုးထားဖို့ဒီနေ့ခွန်အားပေးခြင်းတယ် ကျွန်တို့ကလေးလေးမွေးလာပြီဆိုရင်နော်သူ့ကလေးကိုကြည်ပြီးတော့မှဝမ်းမြောက်တယ်ပြီးရင်ပါလေဒီလောက်ပင်မနဲ့ကြားထဲမှာအဲ့ကလေးကိုနှုတ်တိုက်တယ်အာအင်းလုံးဝမရှိတဲ့အထဲမှာမှပို့ပြီးတော့အာကုန်သွားတယ်နှုတ်တိုက်ရင်နော်နှုတ်တိုက်တယ်စဉ်းစားကြည့်နော်အဲ့တော့ကလေးကမနေဘူးဆိုရင်ဟာလာချော့ရတယ် ော်ကလေးအိပ်ဖို့အတွက် तू ကဘာလုပ်ရလဲလမ်းလျှောက်ပြီးဟိုတချင်းဆိုပြီးပုံပြင်ပြောပြီးနင်းမျိုးစုံမဲလုပ်ပြရတယ်အဲ့ဒီမြစ်ခင်မြစ်တာဒီစဉ်းစားကြည့်လိုက်အရွယ်ရောက်လာတဲ့ကျွန်တော်နော်အနေနဲ့အသက်ကြီးတဲ့ကိုယ့်ရဲ့မိခင်အိုကြီးနော်အသက်နည်းနည်းကြီးလာပြီဆိုရင်တော့ဘာနဲ့ပြန်တူလဲဆိုတော့ တားသမီးကဲ့သို့ကလေးလိုသူတို့အုံနောက်ကပြန်ဖြစ်သွားတယ်ပြန်ဖြစ်သွားတဲ့ခါမှာနော်အဲ့တော့မြေခင်ကတင့်ကိုမွေးမွေးချင်းသူဆက်ဆံခဲ့တဲ့အရာတွေကိုပြန်တရိယာကြည့်ပါဦးအခုလက်ရှိတင့်မြေခင်ကတင့်ကိုဘယ်လိုပြန်ဆက်ဆံလဲသူကအုံအုံနောက်ပြတ်သွားတာလည်းဖြစ်နိုင်တယ်နော်အယုတ်ကလည်း ပရီတွန်းပြီးတော့မှခါကုန်းနေတာလည်းဖြစ်နိုင်တယ်မျက်စိမမြင်တာလည်းဖြစ်နိုင်တယ်ငါမကြားတာလည်းဖြစ်နိုင်ပါတယ်တင်မွေးကင်းကာစားကအတိုင်းပါပဲတင်ကတော်ရန်သူကနော်ဘလောက်ပင်ပင်မမစေနော်အသက်နဲ့ရင်းပြီးတော့တင်ကိုမွေးပြီးတော့တင်ကိုကျွေးမွေးထင်းချောင်းခဲ့တယ်အခုချိန်မှာသူကနော်တင်တင်ကပြန်ပြီးတော့မှကျွေးမွေးနော်ရှောင်ရှောင်ရမယ့်အချိန်ရောက်နေပြီမဟုတ်ဘူးလား အဲ့ဒါဆိုရင်မေတ္တာချင်းပြန်ကြည့်ပါဦးတင့်ပေါ်မှာထားတဲ့တင့်မိခင်ရဲ့မေတ္တာနဲ့တင်ကမိခင်ပေါ်မှာထားတဲ့မေတ္တာ ပြန်ကြည့်ပါဦးဘယ်တော့မှပြန်လို့နိုင်မှာမဟုတ်ပါဘူးကျေးဇူးဆက်လို့ဘယ်လို့မှနိုင်မှာမဟုတ်ဘူးစဉ်းစားကြည့်ပါဤပါပြန်ပြီးသေးပေါက်ပြန်ပြီးနော်ဘလောက်ပဲပင်မမစေဘလောက်အေးပြတ်ပါစေဘလောက်ပဲအရင်ချစ်နေပါစေလဲပေးတယ် เนาะซีเป้တယ်သူတော်ဝအောင်မဆိုင်နေမှာကလေးကိုခွန့်ကျွေးတယ်အ aya ရပါပဲမြခင်မြတ်တာဒီနေ့ကျွန်တော်တို့ကဘာမျက်လုတ်ပေးနိုင်လဲမြခင်စိတ်တိုးတယ်ဒီအဖွားကြီးအော်ချင်းနဲ့ဘုရားသခင်ဘယ်တော့ဝန်းနေလိမ့်မလဲစဉ်းစားကြည့်မြခင်လည်းဘယ်တော့ဝန်းနေလိမ့်မလဲစဉ်းစားကြည့်ပါဒါကြောင့်ကျွန်တော်ပြောချင်တာမိခင်တိုင်းဟာကွန်ပျူတာထိုက်ပါတယ်ကွန်ပျူတာထိုက်တဲ့မိခင် ကိုရွေးပြီးတော့မှမဟုတ်ပဲနဲ့ကလေးယူဖို့ဆုံးဖြတ်တဲ့မြစ်ခင်ကလေးမွေးဖို့ဆုံးဖြတ်တဲ့မြစ်ခင်ကလေးမွေးတဲ့မြစ်ခင်ဟာမွေးဖွားတဲ့တာသမီရဲ့ဟာကွန်ပျူရှင်းခံထိုက်ပါတယ်ကွန်ပျူရှင်းခံထိုက်ပါတယ်ဟာဆိုတော့ကလေးလေးကဟိုရောက်လာတယ်နည်းနည်းရောက်လာတော့အားလုံးတိမှာပါ တွေ့သည်မမေးတော့တာပဲမေမေဒါပါလဲ ဘာခေါ်လဲလို့သိချင်တာပေါ့နွားတွင်လဲမိမိဒါပါလဲနွားနော်ခွေးတွင်လဲဒါပါလဲအမေခွေးကြွက်တွင်လဲအမေပါလဲကြွက်ဟိုနည်းနည်းထူးဆန်းတာတွင်ငှက်တွင်လဲမေးပြန်မေးဘာငှက်တမျိုးလားမေးပြန်မေးဒါပါလဲဒါပါလဲမေးသည်များအကုန်ဖြေတယ်မိခင်ဖခင်လဲပါပါငါမောင်းဒါပေါင်းလာမင်းနေလဲလုံးဝမပြောပါဘူးမိခင်တယောက်နေ တင့်ဝင်ဘယ်တော့မှနာညီးတယ်လို့နော်ဘိုင်လာမင်းနေတယ်လို့ပြောမှာမဟုတ်ပါဘူးတင်ငယ်တော့ကတင်သိချင်တယ်များအကုန်ဖြည့်ပေးတဲ့မြင့်ခင်ဖြစ်ပါတယ်တင်မမင်းတောင်မှတင်ပေးတဲ့မြင့်ခင်ဖြစ်တယ်အဲ့တော့အဲ့ဒီမြင့်ခင်ဟာတနေ့တော့သူကကြီးလာတယ်ကြီးလာတယ်ဆိုရင်တော့နော်တင်ကပြန်ကြည့်စုပြုစုရတဲ့သဘောရှိပါတယ်အဲ့ဒီခါမှတင်ဘလို့ ထင်းတယ်လေမြစ်ခင်ပေါ်မှာဒီဖွားရေးရှုပ်ကိုရှုပ်တယ်ကြီးရှုပ်ရတာနော်ပင်မန်းတယ်နော်ခက်ခဲတယ်ပြူစွာတာသူများအမေနဲ့မတူဒီလိုများခံစားနေပါလားပြန်ပြီးတော့မှစဉ်းစားကြည့်ပါတင့်ရဲ့မြစ်ခင်ရဲ့မြစ်တာနဲ့တင့်ရဲ့နော်မြစ်ခင်ပေါ်မှာတင်ထားတဲ့မြစ်တာကိုပြန်ကြည့်ပါပြန်ကြည့်ပါဘယ်တော့မှတင်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ပြောချင်တယ်ကျွန်တော်မြစ်ခင်တိုင်းဟာ နော်ကွန်ပျူတာတဲ့မြစ်ခင်ဖြစ်ပါတယ်ပေါ့ဒီမြစ်ခင်အပြင်ပဲဖျားသခင်ကကျွန်တော်တို့ကောင်းချီးပေးတယ်နော်ကျွန်တော်အနာကတ်ကိုဖျားသခင်ပြင်ဆင်ပေးတယ်အဲ့ဟာကိုဖခင်ကဖြစ်စုပေးတယ်ဒါပါပဲနော်စာရာနဲ့ဟာကာရအကြောင်းကြည့်မယ်ဆိုတဲ့တိုင်းမှာစာရာကသူ့သားအတွက်ယက်တီပေးတယ်အဲ့ဒီပေါ်မှာသူယက်တီတဲ့အတိုင်းအာဗျံကနော်ကောင်းချီးပေးတယ် ဖယားသခင်ကတိမှတ်ပေးတယ်။ဟာကရလည်းဒီတိုင်းပဲသူ့သားလေးနော်တေခါနေပြီတော်ထဲမှာဒါပေမဲ့ဖယားသခင်ကဟာကရစီရောက်လာတယ်။ရေတောက်စရာမရှိဘူးရေပေးတယ်ဖယားကမင်းတောက်ပေးမင်းတောက်အောင်ကလူမျိုးကြီးဖြစ်စင်မယ်။ဟာကရကိုလည်းဖယားသခင်ကောင်းချီးပေးတယ်။ဘာလဲသူ့သားကိုဆိုတော့ဘယ်လိုမိခင်ဖြစ်ဖြစ်အဲ့ဒီမိခင်အဖြစ်ကျွန်တော်တို့ကိုဘုရားသခင်ကအကောင်းကြီးပေးခြင်းလဲဆိုတာမမေ့ပါနဲ့ မမေ့ပါနဲ့ဒါကြောင့်ဒီနေ့ဆက်ပြီးတော့မှမိခင်မြတ်တာကိုနားလဲပြတော့မှကိုမိခင်ရဲ့မြတ်တာကျေးဇူးဆက်ဖို့အတွက်နော်ဆုံးဖြတ်ပါလက်တွေ့လို့ဆောင်ပါလို့ခွန်အားပေးနေနေကုန်ချုပ်ပါရဘုရားသခင်နဲ့တင်းတို့အားလုံးကောင်းချီးပေးပါစေတော့အာမင်